အလုံးမင်္ဂလာပါနေဖြစ်ပါတယ်ဒီနေ့အတွက် N3 ရဲ့ Trigramma တဲ့က99ဏိဘကာရီဆိုရယ် Grammar ပတ္တန်လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်99ဏိဘကာရီဟုတ်ပြီနော် Grammar ပတ္တန်လေးကိုရှင်းပြပေးပါမယ်သူကကြတော့ဘတ်တာဘကာရီကျွန်တော်မှာဘကာရီတွေကအမျိုးမျိုးရှိခဲ့တယ် N N4 မှာလည်းဒါသင်ထားပြီးသား The Dictionary Formulas ဘကာရီနောက်ထပ်တစ်ခုကဘတ်တိအီရူဘကာရီနောက်ထပ်တစ်ခုဘတ်တိအီရူဘကာရီဒါပြင်လို့ဒီလိုပဲရေးလိုက်တယ် နော်အဲ့ဆိုတော့အခါကျဒီလိုပုံစံလေးအဲငငယ်တော့ကတင်ခဲ့တယ် M4 မှာတင်ခဲ့တယ် Battery Dictionary Found Plus ဘက်ကာရီကကြတော့ဘတ်တော်မလို့ဘတ်တေးရူဘက်ကာရီကဘတ်နေတော့ ဘတ်တာဘဂါရီကအခုတင်မယ်ဘတ်ပီးကစဒါဟာ M4 မှာလဲ M4 အဆင့်မှာလဲတင်ခဲ့ပါတယ်ဟုတ်ပြီနော် M4 အဆင့်မှာလဲတင်ခဲ့တယ်အဲ့နော်အဲ့ဒါဆိုတော့ခါကြတော့ဘတ်ပီးကစဆိုတဲ့အထိပ်ပဲဒါပေမဲ့စန်းစီက M4 ကဟာဟောပဲဒီ Trinsar ထဲမှာထပ်ရေးပေးထားတာဖြစ်တဲ့အတွက်နောက်ထပ်ဒီရဲ့ဘတ်တာဘဂါရီမှာနောက်ထပ်ရွေချက်လေးရှိပါတယ်အဲ့ရွေချက်ကလေးကိုလည်းစိန်ထပ်ထည့်ပေးထားပါတယ်ဘတ်လုတ်တီလိုက်တော့ဟုတ်ပြီနော်နိုင်နာနီနားလေသဘောပေါက်သွားတယ်ဆိုတဲ့အထိပ်ပဲ အရှိယဘက်ကိုလှုပ်လဲလှုပ်ကြည့်လိုက်ရောနောက်ကကိစ္စကိုနားလေသဘောပေါက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ဟုတ်ပြီနော်။အရှိယကိစ္စကိုလှုပ်လဲလှုပ်လိုက်ရောနောက်ကကိစ္စကိုနားလေသဘောပေါက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့ခါကြတာအဲ့ဒီရွေချက်ကလေးကတော့ဒီ train sound ထင်းမှာမပါဘူးမပါပြီမဲ့စင်းကြီးဒီမှာစာချောင်းလေးနှစ်ချောင်းထုတ်ပြီးတော့ရေးပေးထားပါတယ်။အောက်က3နဲ့4ကကြတော့ train sound ထင်းမှာပါတဲ့ဟာလီပဲဖြစ်ပါတယ်။ ုတ်ပြီနော်အားဆိုလို့ရှိရင်ကျွန်တော်သွားရအောင် trial ထဲမှာပါတာကဘက်ပီးကာစာဆိုတဲ့အတိတ်ပဲပဲပါတာဖြစ်ပြီးတော့ဘက်လုတ်ထီလိုက်တော့နိုင်နာနီကိုနားလေသွားတယ်သဘောပေါက်သွားတယ်ဥမာအဖြစ်ကွာအတန်းထဲမှာတငယ်ချင်းတွေရှိတယ်ကိုယ့်ရဲ့ BFF က2ယောက်လောက်ပဲရှိတာဒါပေမဲ့ဒီနေ့ BFF နှစ်ကောင်လုံးမလာဘူးပဲထားဟုတ်ပြီနော်ဒီနေ့တငယ်ချင်းကိုယ့်မှာစာအုပ်ကလည်းမပါလာဘူးဒါဆိုလို့ရှိရင်ကိုနဲ့တိတ်မခင်တဲ့တငယ်ချင်းပေါ့နော်တိတ်မခင်တဲ့တငယ်ချင်းစီကအကူညီလဲတောင်းလဲတောင်းကြည့်လိုက်ရောအဲ့လိုဘက်လေးလဲလုံလဲလုတ်ကြည့်လိုက်ရောအဲ့ဒီတငယ်ချင်းကနော်ပြောရမယ်ဆိုရင်ပြူငါစွာချစ်ခင်စွာနဲ့ ဲ့ဆောက်ကလေးကိုငှားပေးပြီးတော့သဘောကောင်းစွာဆောက်ကလေးကိုနားအေးငှားပေးခဲ့ပါအော်သူကသဘောကောင်းမှလားဆိုပြီးတော့အဲ့လိုနားလေသွားတယ်သဘောပေါက်သွားတယ်ဆိုတဲ့အထိပ္ပယ်မျိုးဟုတ်ပြီနော်အားဆိုလို့ရှိရင်ကျွန်တော်တို့သွားကြမယ်နံပါတ်1အချိန်ပိုင်းအထိဆန်စီနီဆရာစီဆရာအားပေါ့နော်ဒီမှာကြာနေအောင်နဲ့ပြောမယ်နော်ဆန်စီနီဆရာအားဦးနေကိုင်းစတတကိုတော့တောင်းလေးတောင်းဆိုကြည့်လိုက်ရောအခုညီတောင်းတာကိုပြောတာကွာတောင်းဆိုကြည့်လိုက်ရော တောင်းဆိုကြည်လိုက်ရောအဲ့ဒီရှေ့ကဘက်ကိုလှုပ်ကြည်လိုက်ရောဖြစ်တဲ့အတွက်တောင်းဆိုကြည်လိုက်ရောဆေးရအာတောင်းလဲတောင်းဆိုကြည်လိုက်ရောဘာဖြစ်သွားလဲဆိုရင်ခုခုတို့ရောခုဆိုတာအစိတ်သဘောထားကောင်းမွန်စွာဖြင့်ဟိခိဥခေတ္တခုရာသတ္တဆိုတာလက်ခံပေးခဲ့ပါတယ်လက်ခံပေးခဲ့တယ်ဥမာဖြင့်ဆေးရစီကနေပြီးတော့အမ်ပေးခဲ့တယ်ဆေးရစီကနေပြီးတော့တခါမှလည်းကိုကဆေးရကိုစကားလည်းမပြောဘူးရှေ့ကဆေးရစာတင်သွားတာပဲရှိတာကြောက်တယ်ဒါပေမဲ့ခုမှအခက်ခဲဖြစ်လာတယ်ထားမှာတော့အာ recommend လေးပေါ့နော်ဆေးရရဲ့ recommend လေးလိုတယ်တို့ဘာလို့ဖြစ်လာတဲ့အချိန်မှာဆေးရကျွန်တော်ကတော့ ော်ဒီ recommend လေးပေးပါအာနော်အဲကျွန်တော်ဒီဒီဟာလေး recommend လေးလို့လို့ပါဆရာရဲ့ recommend လေးပြောရမယ်ဆိုရင်ထောက်ခံစာလေးလို့လို့ပါဒါအင်စမင်အနေနဲ့ပြောပြအဲ့လိုတောင်းလဲတောင်းလဲတောင်းဆိုကြည့်လိုက်ဆရာလုံးဝစိတ်သဘောသားအာကောင်းမွန်စွာဖြင့်လက်ခံပေးခဲ့တယ်အာဆရာဒီလိုပါလားသဘောကောင်းပါလားကျင်နာပါလားဆိုပြီးတော့သူသိသွားတာဖြစ်ပါတယ်အဲ့လိုအတိတ်ပဲပါရမယ်နော်နံပါတ်1နှိပ်ပို့နံပါတ်1နှိပ်ပံအောင်သွားမယ်နော်နှိပ်ပို့ထောင်းပြန်နေပါပြောနေကဲဟုတ်ပြီနံပါတ်2နိဗ္ဗာန်ကကြတော့ဟိတ္တကုကြည့်ဆိုတာတလုံးဒါပဲတေမိတတကုကိုစားလဲစားကြည့်လိုက်ရော さあ、ちいらいよ。 ။ဒါပဲတင်မိတာတူကိုတော့စားလဲစားကြည့်လိုက်ရောသူတဲ့မို့အရန်ကိုအိုရှိခတ်တာရတာရှိခဲ့ပါတယ်။ပထမတော့ကွာအာဥမာပြန်ဆန်းရှင်ဆိုလို့ရှိရင်အရင်ကဒွေရနီမကြိုက်ဘူးပေါ့နော်။ဒွေရနီမကြိုက်တော့ခါကြဘယ်လိုပြောလဲဒွေရနီကနန်းနေတော့ကွာတို့အဲ့လိုမျိုးဖြစ်နေတဲ့တောက်လျှောက်မှာကွာတေးချာလဲမစားကြည့်ဘူး။အဲ့ဒါနဲ့ဘာဖြစ်လဲဆိုတော့ခါကြအေးတစ်ခေါက်တော့အေးသူများလည်းစားနေတာငါလည်းအမှားပြီးတော့စားလိုက်အောင်မေဟဲ့ဆိုပြီးတော့ခါကြအဲ့ဒါနောင်နှရသွားတော့တာပဲ။စားလဲစားလိုက်ရောတလုံးလဲပါဆက်ထင်းကိုစားလဲစားရောအိုးငါအရန်ရတာရှိတာပဲ။အဲ့တော့ငါဆော့ဆော့ကမစားမိခဲ့လေချင်းဟုတ်ပြီနော်နားလ ဲ့သဘောပေါက်သွားတယ်။ဟုတ်ပြီနော်အဲ့ဒါနောက်နဲ့လဲဝယ်စားအောင်မယ်။ကဲဟုတ်ပြီ။အဲ့တော့ဆိုရင်ဒီနှစ်ခုကတော့စန်စီအပိုတင်ပေးလိုက်တဲ့သူ့ရဲ့ရည်ရွယ်ချက်ကလေးဖြစ်ပါတယ်။အောက်ကနံပါတ်3နဲ့နံပါတ်4ကတော့ဒီစာအုပ်မှာ try စာအုပ်မှာပါတယ်။ဟာဒီနော်။ကဲအဲ့ဆိုရင်သွားမယ်ဇမ်ဘတ်။နီယွန်နီဂျပန်ဟိုတဲ့။ခိတာဘကာရီနော်ခိုရိုဝ။အဲ့ဒါဆိုဂျပန်ကိုရောက်ခါစားလောက်ကဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ရောက်ခါစား လောက်တုံးကပေါ့နော်ဂျပန်ကိုရောက်ခါစားတုန်းကပေါ့ကွယ်လောက်တုံးကတွေပါကြီးဆိုတာထက်ထားစာလို့ရေးထားတာဂျပန်ကိုရောက်ခါစားတုန်းကတဲ့ဒင်းရှာနေမှုယထာကိုတောင်မှာပဲ နိုရဲမာဆန်ဒေးစ်တာမစည်းတက်ခဲ့ဘူးမစည်းနိုင်ခဲ့ဘူးဆိုတာမစည်းတက်ခဲ့ဘူးလို့ပြောတာရောက်ခါစားတော့ဟုတ်တာပေါ့ဘလို့လို့ချက်ချင်းစည်းတက်မလဲဟုတ်ရနော်မစည်းတက်ခဲ့ဘူးဒါဆိုရင်ဒါလေးရမနော်နံပါတ်လေးယွန်းပန်သွားဒါဆိုပပီးခါစားဖြစ်တဲ့ရောက်ခါစားနံပါတ်လေးယွန်းပန်မှာကြတော့မိုးထိုင်းကမိုးကပြီးသွားပြီထိုင်းကကထိုင်းဘာသာစကားဟုတ်ပြီနော်အဲ့ဆိုခါကြတော့ဘာလို့မှလဲဆိုလို့ရှင်ထိုင်းဘာသာစကားကိုဖတ်တတ်ပြီလားလို့ပြောတာဟုတ်ပြီနော်ယောမဲရုယောမဲရုယောနီနတယောမဲရုယောနီနတဆိုရင်ဖတ်တတ်ပြီလားလို့ပြောတာ ဖတ်တတ်ပြီလားအဲ့တော့တယောက်ကမေးလိုက်ပြီ ဖတ်တတ်ပြီလားလို့မေးလိုက်တော့အွန်ဟင်ဖတ်တတ်သေးဘူးတဲ့မာဒကဒေဘူးပေါ့နော်နာဘာဖြစ်လဲဆိုလို့ရှင်နာရာဟီဟာဂျီမေတာဘဂါရီတာကာရနာရာဟီဟာဂျီမေတာဆိုစာပြီးလေးလာဂါဇာလေးပဲရှိသေးတဲ့အတွက်ကြောင့်ဟုတ်ပြီနော်စာပြီးလေးလာဂါဇာလေးပဲရှိသေးတဲ့အတွက်ကြောင့်ထိုင်းမာဒါစကားကိုသူမဖတ်တတ်ဘူးလို့ပြောတာကဲဒါဆိုလို့ရှင်ဒီဘဂါရီမှာရွေချက်နှစ်ခုရှိတယ်အဲနံပါတ်1ကကြတော့ဘတ်ပီးဂါဇာကနော်ရွေချက်နှစ်ခုရှိရဆိုမှဒီမှာဘတ်ဒီရှင်နရီဖောင်နေဘတ်တဲ့ဤလူတွေလည်းရှိသေးတယ်နော်အဲ့ဒါတွေက M4 ဟာနော် M4 ဟာဒီမှာပြန်မပါတော့ဘတ်ဒီ dictionary form ဆိုလို့ရှိရင် dictionary form plus ဘာကာရီဆိုရင်ဘတ်တော်မလို့ဘတ်တဲရူဘာကာရီဆိုဘတ်ဘတ်နေတုံးဟုတ်ပြီနော်တာဘဲသေးဤရူပကာရီစားနေတုံးအဲ့လိုပုံစံမျိုးဘတ်တာဘကာရီကတော့ရွယ်ချက်ကနှစ်မျိုးရှိတယ်နံပါတ်1ကကြတော့ဘတ်ပီးကာစားရဲ့နံပါတ်2ကဘလုတ်ကြည့်လိုက်တော့နားလည်သဘောပေါက်သွားတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့အတွက်သင်ကန်းစာ9နာရီဘကာရီလေးပြီးသွားပါပြီနောက်တစ်ခုကိုနောက်တစ်မှဆက်တင်ပြီမယ်နော်မင်းစံအော့စကာဒါဆာမတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်